တောင်အမေရိကကမ်းခြေတစ်လျှောက်စိုက်ထူထားသလိုမြင်တွေ့ရတဲ့အရာတွေဟာတကယ်တော့ကြောက်ဆောင်နေမဟုတ်ကြပါဘူး။ဒါပေမဲ့ဒီအရာတွေတဲကတခုလှုပ်ရှားလိုက်တဲ့အခါတင်သတိထားမိသွားမှာကသူတို့ဟာကမ္ဘာအကြီးဆုံးပင်လယ်ရှင်စိတ်မျိုးစိတ်တွေဖြစ်တဲ့တောင်အမေရိကတိုင်ရဲ့ပင်လယ်ရှင်တွေတွေဖြစ်နေတယ်ဆိုတာပါပဲ။တောင်အမေရိကပင်လယ်ရှင်တွေများကို တောင်အမေရိကတိုင်ရဲ့ကမ်းရိုးတန်းနဲ့ကမ်းလွန်ကျွန်းတွေမှာအများပြားတွေ့ရှိရမှာပဲဖြစ်ပါတယ်။တို့ရဲ့ဆက်တိုက်နေထိုင်ရာနယ်မြေဟာ အစည်းပဲကန်ယူရန်ပေါ်မှာရှိတယ်။ပီရှုနိုင်ငံမြောက်ပိုင်းအထိရှိနေပြီးတော့အဲဒီကနေအဒလန်တိတ်ကန်ယူရန်တရှောင်းဘရာဇီးနိုင်ငံအထိနေထိုင်ကြပါတယ်။ဒါအပြင်ဖော်ကလန်ကျိုးစုမှာလည်းနေထိုင်ကြပါတယ်။ဒီပင်လယ်ချင်းစည်းတွေကတော့ပင်လယ်ချင်းစည်းမျိုးစိတ်အားလုံးထဲမှာလင်ကွဲပြားမှုအထင်ရှားဆုံးမျိုးစိတ်တွေတက်ကတစ်မျိုးပဲဖြစ်ပါတယ်။အထီးတွေဟာအမားတွေထဲတည်တည်တာတာပိုကြီးထွားကြပါတယ်။ပင်လယ်ချင်းစည်းအထီးတွေဟာအများအပြားအလျား 8.5ပေ2.6မီတာအထိရှည်ကြပြီးတို့ရဲ့ကိုယ်လေးချိန်ကတော့850ပေါင်း350ကီလိုဂရမ်အထိရှိကြပါတယ်တို့ရဲ့နှဖူးပြင်ဟာမေးစေကနေပခုံးရင်ဘက်အလဲအထိဆင်းပြီးထူထက်ကြမ်းတမ်းတဲ့အမွေးတောင်များရှိကြပါတယ်နောက်ပြီးတို့ရဲ့ဥကောင်မေးဦးနဲ့လယ်ဘင်းတွေဟာမကြီးမညာကြီးမားနေတယ်လို့မြင်တွေ့ရမှာပဲဖြစ်ပါတယ်ဘယ်လေချင်းသေးအမတွေကတော့အများအားဖြင့်အလျား9ဘီမှ6.5ဘီ တိရသမ9မှာ2မီတာအထိရှိပြီးကိုယ်အလေးချိန်ကတော့385ပေါင်190ကီလိုဂရမ်အထိရှိကြပါတယ်။အမတွေမှာမြင်တွေ့ရတဲ့ထူကြတဲ့အရာကတော့အထီးတွေလိုအမွေးတောင်လုံးဝရှိမနေပါဘူး။ပင်လယ်ချင်းသည့်အမတွေဟာအရွယ်ရောက်လို့ရှိရင်အဝါရောင်နဲ့ရွှေရောင်မှမျိုးကြီးရောင်တွေဖြစ်ကြပါတယ်။ပင်လယ်ချင်းသည့်အထီးများကတော့အသက်ကြီးလာတာနဲ့အမျှမျိုးကြီးရောင်တန်းလာတတ်ပြီးသူ့ရဲ့အမွေးတောင်ကတော့ပေါ်ပါလျက်ရှိနေတတ်ပါတယ်။ အရွယ်မရောက်သေးတဲ့ပင်လယ်ချင်းသည့်ငယ်ကလေးတွေကတော့အနှံ့အောင်ဖြစ်မွေးပြီးတလဒါမှမဟုတ်နှစ်လကြာတဲ့အခါလောက်မှာအညိုရင်ရောင်ကိုကူးပြောင်းသွားပြီးတစ်နှစ်ပြည့်သွားရင်တော့အယောင်ပိုနုလာကြပါတယ်။ပင်လယ်ချင်းသည့်အထီးတွေဟာအလွန်ရွေလျားမှုများပြီးကမ်းလွန်ပိုင်းကိုသွားလာတတ်ကတခါတလေမှဆိုရင်ငါးဖက်သမောတွေရဲ့နောက်ကိုလိုက်တက်ကြပါတယ်။အမများကတော့ရေဘူးရအပြင်ကမ်းရိုးတန်းသားမှာပဲနေတတ်ပြီး သူတို့မွေးဖွားရနေမြေအတွင်းမှာပဲနေထိုင်တတ်ကြပါတယ်။ပင်လယ်ထဲမှာပင်လယ်ချင်းသည့်တွေဟာဒကောင်တဲ့ဒါမှမဟုတ်အုပ်စုကြီးကြီးဖွဲ့ပြီးရေမျက်နှာပြင်ပေါ်မှာရေစီးကြောင်အတိုင်းမျောနေလေးရှိတတ်ပါတယ်။ပင်လယ်ချင်းသည့်တွေဟာအခွင့်အရေးရာတိုင်းစားတောက်တတ်သူများဖြစ်ပြီးငါးပြည်ကြီးငါးနဲ့ကနန်စားတဲ့သားကောင်မျိုးစုံကို စားသုံးကြပါတယ်။အရွယ်ရောက်အထီးကြီးတွေကတော့တောင်အမေရိကပင်လယ်ပြင်များနဲ့တောင်ပိုင်းရေနွားငယ်တွေကိုတောင်စားသုံးနိုင်ကြပါတယ်။ ဘင်းလယ်ချင်းတဲ့တော်ရီထဲမှာတော့အသားစားသားရဲတွေဖြစ်တဲ့ငမန်းနဲ့ဝေလာငါးတော်ရီရဲ့ရံကိုတော့သူတို့တွေကြောက်ရပါတယ်။ဘာလို့လဲဆိုတော့ဝေလာငါးတွေဟာကမ်းခြေပေါ်မှာပင်လယ်ချင်းတဲ့ငယ်တွေကိုဖမ်းယူဖို့အတွက်ကိုယ်တစ်ပိုင်းကိုကမ်းခြေပေါ်မှာတင်ပြီးဖမ်းတက်ကြလို့ပဲဖြစ်ပါတယ်။ပင်လယ်ချင်းတွေဟာတဲတောင်ပြင်ကြောက်စတဲ့တောင်ပြင်တွေနဲ့ကြောက်ဆောင်တောင်ပြင်တွေပေါ်မှာကမ်းတက်နေထိုင်ရတာကိုကြိုက်နေတတ်ကြပါတယ်။ပင်လယ်ချင်းတွေဟာကိုဝင်တစ်နှစ်ကြာပြီးနောက် ဒီဇင်ဘာလအလဲကနေဖေဖော်ဝါရီလအစောပိုင်းအထိကလေးမွေးဖွားတတ်ကြပါတယ်။အမတွေဟာကလေးမွေးဖွားမယ့်နေရာကိုစောစောဂျိုသွားရောက်ကြပြီးနှစ်ရက်သုံးရက်အတွင်းကလေးမွေးဖွားကြပါတယ်။နောက်ပြီး6ရက်လောက်ကြာရင်တော့မိလိုက်ဖို့တဖန်အစင်သစ်ဖြစ်လာကြပါတယ်။အမတွေဟာချက်ချင်းဆိုသလို တရက်ကနေ၄ရက်ကြာအထိအစာချာထွက်ကြပြီးနှစ်ရက်ကြာကမ်းပေါ်မှာကလေးနှုတ်တိုက်ခြင်းစက်ဝင့်အတိုင်းလှုပ်ဆောင်တတ်ကြပါတယ်။ ်မင်းရဲ့ရှင်တွေကိုရှေ့အခါကဒေလာခံလူမျိုးတွေကနှစ်ထောင်ချီပြီးနောက်ပိုင်းမှာဥယောပသားတွေကအစားအစားအစားစီးနဲ့အေးခွန်အတွက်အမဲလိုက်ကြပါတယ်။အဲဒါကြောင့်ပင်လယ်ရှင်တွေတွေရဲ့အေးအတွက်ဟာတိတိသားသားကြဆင်းသွားခဲ့ပါတယ်။လက်ရှိမှာတော့လူကြီးအများစုဟာပင်လယ်ရှင်တွေကိုပြန်လည်တိုးပွားလာဖို့အတွက်လှုံ့ဆော်နေကြပါပြီ။